မြင်းကပါရွာရှိမြဇေဒီဖျားအနီးမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဓာကိုအကြောင်းပြု၍မြဇေဒီကြောက်စားလို့အမိတွင်ခဲ့သလိုရေးထိုးခဲ့သူမင်းသားအမိကိုယူပြီးရာဇကုမာကြောက်စားလို့လည်းခေါ်ကြပါဗျ။ ရှင်းအကြဆုံးကြောက်စာတစ်ခုဖြစ်ပြီးအေဒီ1133ခုနှစ်ခန့်ကကြောက်တုံးပေါ်မှာရေးထိုးခဲ့တာဖြစ်ပါတယ်။မြစေရီခြေရင်နားမှာတွေ့ရှိရတာဖြစ်ပြီးအလားတူနောက်ထပ်ကြောက်စာတစ်ခုကိုလည်းမြစေရီအနီးရှိကူပြောက်ကြီးဖျားမှာထပ်တွေ့ရပါတယ်။ဒီကြောက်စာနှစ်ခုစလုံးတွင်မျက်နှာလေးဘက်ပါပြီးပါဠိမွန်မြန်မာနှင့်ပြူပါသားများတို့ဖြင့်ရေးသားထားပါတယ်။မြစေရီကြောက်စာမှာကြောက်စာနှစ်တိုင်ရှိရာပကံပြားလိုက်တွင်တစ်ခုရှိပြီးမြင်းကပါအရက်က မြစေတီရင်ပြင်မော်တွင်တစ်ခုစိုက်ထူထားပါတယ်။ပကံပြားလိုက်မှာရှိတဲ့ကြောက်စာတိုင်းကိုခရစ်နှစ်1886-89ခုနှစ်မြမတက္ကရီ1248ခုနှစ်ခန့်ကရန်ကုန်ကောလိပ်ပါဠိမြမစာပေါမောက်ခါနှင့်ကြောက်စာဝန်အဖြစ်တွဲဖက်ဆောင်ရွက်တဲ့ဂျာမန်ပညာရှိဒေါက်တာဖိုရှန်မာတို့ကမြင်းကပါရွာအနီးမြစေတီချေရင်မှာစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။မြစေတီရင်ပြင်ပေါ်တွင်စိုက်ထူထားတဲ့ကြောက်စာတိုင်းကိုတော့ဘူပြောက်ကြီးလှိုင်းကူ အတွင်းမှာ၃ပိုင်းကျိုးပြက်လျက်စတင် တွေ့ခဲ့ရတာဖြစ်ပါတယ်။ပုဂံပြတိုင်းမှာရှိတဲ့ကြောက်စားတိုင်းဟာ၄000မက်ရဲ့ကြောက်စားတိုင်းဖြစ်ပြီး၄ဘက်စာမျက်နှာပြင်အကျယ်ချင်းညီပါတယ်။အမြင့်၅ဘေး၁၁လက်မှစာမျက်နှာအမြင့်၃